င်္ဂလာပါဒီနေ့ကျွန်တော်တို့ Hebrew Award စာအခန်းကြီး10ကို အတူတကွလေ့လာဆင်းစစ်ကြည့်ကြရအောင်ပါဒီအချက်လက်တွေတော့ The Wise Believers ကပြင်ဆင်ပေးထားတာဖြစ်ပါတယ် Okay အခန်းကြီး10เนาะဟုတ်ပါတယ်ဆိုတော့ဒီအခန်းကတော်တော်အချက်လက်တွေစုစည်းနေတဲ့အခန်းလို့ဆိုအောင်မယ်ခရစ်တော်ရဲ့ Yes ပူဇော်ခြင်းကလည်းဘာကြောင့်အရင်က Yes တွေနဲ့မတူဘဲတခါတည်းနဲ့အပိတ်ဖြစ်သွားတာလဲအဲ့ဒါတခုอืมပြီးတော့ ဲ့ဒီအမှန်တရားကယုံကြည်သူတွေရဲ့နေ့စဉ်အသက်တာအတွက်ဘလို့အတိပဲရှိသလဲဆိုတာဒီအဲ့ဓာတွေကိုအဓိကတာဆွေးနွေးတော့မှာပါဟုတ်ပါတယ်အမ်အထူးသဖြင့်ရှီးခင်ကအချိန်ချင်းသခတလဲလဲပူဇော်ခဲ့ရတဲ့ yeast တွေပေါ့အဲ့ဒါတွေနဲ့ခရစ်တော်ရဲ့ဟိုတချိန်တည်းသောအပိသက် yeast ပူဇော်ခြင်းအဲ့ဒီကြားကအဓိကကြွားချချက်ဟုတ်တယ်အဲ့ဒီအပြုံးလဲရဲ့အရေးပါပုံကဒီအခန်းရဲ့အဓိကအချက်ပါပဲကဲဒါဆိုရင်အပိုင်းတိခတ်ရဲ့ ခရစ်တော်ရဲ့ဆုံးလင်တဲ့ယေရှုဘုဇိုချက်အခန်းငယ်၁ကနေ၁၈ကိုစလိုက်ကြရအောင်ပရမဇုံ ပြညတ်တရားရဲ့အားနည်းချက်ကို ပြောထားတဲ့ငယ်၁ကလည်း၄မှာဟွန်းပြညတ်တရားကနောင်လာမဲ့ကောင်းတဲ့ຢာရီရဲ့အယိတ်မှတရာဖြစ်ပြီးပုံစစ်မဟုတ်ဘူးဆိုတဲ့ဇာကစိတ်ဝင်စားစရာပဲဆိုလိုတာက तू ကလမ်းညွန်တော့ပြလိုက်တယ်ဒါပေမဲ့အဆုံးဆုံးပန်းနိုင်တော့မဟုတ်ဘူးပေါ့အဲ့ဒါလေတိတိကျကျပြောရရင်အယိတ်ဆိုတာ ပုံရိပ်တစ်ခုရှိမှဖြစ်တည်တာလေဆိုတော့ပညာတရားနဲ့သူ့ရဲ့ရစ်ပူဇော်ခြင်းနေလားနောက်မှလာမဲ့ပိုကြီးမြတ်တဲ့အရာစစ်မှန်တဲ့အရာတစ်ခုကိုညွှန်ပြနေတဲ့သဘောပါပဲဟုတ်ပါပြီဒါကြောင့်နှစ်တိုင်းထက်ခါထက်ခါပူဇော်တဲ့ရစ်တွေကဝိပ္ပယတူတွေကိုစိတ်ပိုင်းဆိုင်ရာမှာဘရောမစုံလင်တော့မလုပ်ပဲနိုင်လို့อืมအမတ်ရစီတာပဲရှိတယ်ဆိုတဲ့သဘောလားဟုတ်တယ်အမှန်တကယ်တော့အဲ့ဒီရစ်တွေကသူတို့ရဲ့အဖြစ်တွေကိုနှစ်စဉ်ပြန်အမှတ်ရစေတဲ့အရာတစ်ခုလို့ဖြစ်နေခဲ့တာဟုတ်တယ် ပြီးတော့နွားသွေးစိတ်သွေးကအပြစ်ကိုမဖယ်ရှားနိုင်ဘူးဆိုတာကိုလည်းတိတိလင်းလင်းပြောထားတယ်နော်အခန့်ငယ်၄မှာဒါတော်တော်လေးပြက်သားတယ်ပြောဆိုချက်တွေအင်းဒီအချက်ကအရေးကြီးတယ်ဘာလို့လဲဆိုတော့ဒါကပြက်နေတာကပိုကောင်းတဲ့ပိုထီရောက်တဲ့ဖြည့်ရှင်းနည်းတစ်ခုလိုးကိုလိုးနေပြီဆိုတာပဲမရှိလို့မဖြစ်ဘူးဟုတ်တယ် ချမ်းပိုက်ရဲ့ချိုးချုံစီရင်ပုံကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ဆိုရာကလေအကေရွေအဲ့ဒီရည်တွေကတကယ်ပဲလူတွေကိုအဖြစ်ကနေစင်ကြယ်စေခဲ့တယ်ဆိုရင်ဝှပြသူတွေမှာအဖြစ်အသက်စိတ်မလုံးကြုံမှုထပ်မရှိတော့ပဲရစ်ပူစောတာကိုရက်တလိုက်တင်တာပေါ့။အော်ဟုတ်တာပေါ့။ဒါမှမဟုတ်သူတို့ဆက်လုပ်နေတာလေ။ဆိုတော့အဲ့ဒီရည်တွေမလုံးလောက်ဘူးအလုပ်မဖြစ်ဘူးဆိုတာရှင်းနေတာပဲ။အဲ့ဒါကြောင့်ပဲပိုကောင်းတဲ့အရာတခုလိုအပ်လာတာကိုနားလည်နိုင်ပါတယ်။အဲ့ဒီနောက်မှာတော့ခရစ်ဆိုရဲ့နာခံခြင်းအကြောင်းရောက်လာတယ်။ငွေ9က20 ်ဒီနေ့မှဆာလန် level ကိုကိုးကားထားတာတွေ့ရတယ်နော်ဟုတ်တယ်ခရစ်တိုလောကကိုကြွလာခြင်းမှာဖျားသခင်ကို ပြောခဲ့တဲ့စကားကိုဖျော်ဖြားထားတဲ့ယက်စမျိုးကို၎င်းပူဇော်တက္ကာကို၎င်း ကိုတော်ဒီအလိုရှိကျွန်တော်အဘိုးကိုခန္ဓာတစ်ခုကိုပြင်ဆင်တော်မူပြီးဒါကအရင်ယက်စပူဇော်ခြင်းစနစ်နဲ့တော့လုံးဝကွဲပြားတဲ့ချင်းကန်မှုပဲအင်းလေဖျားသခင်အလိုတော်ရှိတာကတည့်ရဆိုင်ရစ်တွေမဟုတ်တော့ဘူးဆိုတဲ့သဘောပေါ့ ခရစ်တော်ကပထမအရာကိုပယ်ချတဲ့ဒုတိယအရာကိုတည်စေတော်မူ၏လို့ငယ်ကိုမှဆိုထားတယ်လေပထမအရာနဲ့ဒုတိယအရာဆိုတာကအမ်ပထမအရာကဟိုဓမ္မဟောင်းယေစပူဇော်ခြင်းစနစ်ပေါ့ဒုတိယအရာကဖျားသခင်ရဲ့အလိုတော်အတိုင်းခရစ်တော်ရဲ့ကိုခန္ဓာကိုတကြိမ်တည်းပူဇော်ခြင်းပဲအဲ့ဒီဖျားလိုတော်ကိုဆောင်ရွက်တဲ့တကြိမ်တည်းသောကိုခန္ဓာပူဇော်ခြင်းအခင့်ယုံကြည်သူတွေတန်ရှင်းခြင်းခံရတယ်ငယ်ဆဲမှာဆိုလိုတာပါဒီ တချိန်တည်းသောပူဇော်ခြင်းဆိုတဲ့အချက်ကတို့တော့အရေးပါပုံရတယ်။တာကိုအခန်းငယ်7တက်ကနေဆက်လက်မှပို့ပြီးရှင်းလင်းထားတာတွေ့ရတယ်။အထူးသဖြင့်လေဝိယက်စ်ပူရောဟိတရဲ့အမှုဆောင်ခြင်းနဲ့ခရစ်တော်ရဲ့အမှုတော်ကိုနှိုင်းရှင်ပြထားတယ်။အဲ့ဒီနှိုင်းရှင်ချက်ကအယံထင်ရှားတယ်။လေဝိယက်စ်ပူရောဟိတကနေ့တိုင်းအမှုဆောင်ရတယ်။အဖြစ်ကိုဘယ်တော့မှအပိတိုင်းမဖိရှားနိုင်တဲ့ယက်စီကိုထက်ခါထက်ခါပူဇော်နေရတယ်။ ဆိုတော့သူတို့ရဲ့အလုတ်ကဘယ်တော့မှမပြီးဘူး။အင်းမပြီးဘူး။ဒါကြောင့်သူတို့အမှုဆောင်တဲ့အခါမတ်တက်ရနေရတယ်။ဒါပေမဲ့ခရစ်တော်ကတော့ဟာရနေရတာကမပြီးသေးလို့ပေါ့။ဟုတ်တယ်။ခရစ်တော်ကတော့အဖြစ်ဖြစ်ချင်း yes ကိုတချိန်တည်းပူဇော်ပြီးသားနဲ့ဖျားသခင်ရဲ့လေးရဘက်မှာထိုင်တော်မူတယ်။ငယ်စစ်စစ်မာလီ။အာအဲ့ဒီထိုင်တော်မူခြင်းကအလုတ်ပြီးသွားပြီးအမှုပြီးမြောက်သွားပြီဆိုတဲ့အတိပဲတဲ့ရောက်တာပေါ့။မတ်တက်ရနေစရာမလိုတော့ဘူး။အတိအကျပဲ။ဟုတ်တယ်။ ထိုင်းချင်းကပြီးမြောက်ချင်းအာနာဂုံချက်တည်းကိုပြတယ်လီပြီးတော့ဘုရားသခင်ကသူ့ရဲ့ရန်သူတွေကိုသူ့ခြေတော်အောက်မှာချထားတဲ့အထိစောင့်မြော်နေတယ်လို့ဆိုထားတယ်ဒါကသူ့ရဲ့အောင်မြင်မှုနဲ့အချုပ်ချအာနာကိုပြတာပဲโอเคနောက်ထပ်အရေးကြီးတဲ့ချက်ကလေဒီတချိန်ဒီတော့ပူဇော်ခြင်းကတန်ရှင်းစေခြင်းခံရောက်သူတွေကိုထာဝရဆုံးလင်စေတယ်ငယ်ဆက်လေးဆိုတာပဲ ထပ်လုပ်စရာမလိုတော့တဲ့အမြဲတမ်းခိုင်မြဲတဲ့စုံလင်ခြင်းမျိုးကိုပေးတယ်။တတိကေကိုအံ့ဩစရာတရင်စကားပဲ။ဒီအချက်ကိုတန်ရှင်းတော့ဝင်းကျင်တော့ကိုယ်တိုင်ကလည်းတတ်တည်ထမ်းတယ်လို့ဆိုထားတယ်နော်။ငယ်စမဆရှက်ယေရီမိအနာဂတိကျမ်းအခန်းကြီး31ကိုပြန်ကိုးကားထားတဲ့တွေ့ရတယ်။ဟုတ်ပါတယ်ပတိယန်တဲ့ကတိတော်တွေကိုထပ်တည်ပြူတာပါဖျားသခင်ကငါးဤပင်ရတော့ကိုသူတို့စိတ်နှလုံးထဲနိုင်ငါချက်ပေးမီသူတို့ညံ့နိုင်လဲငါရေးထားမီငဲ၁၆อืม ပြီးတော့သူတို့အပြစ်နဲ့မတရားသောအမှုတို့ကို နောက်တဖန်ကမအောင်မေငယ်ဆက်ခွင်ဆိုလေကတိတော်တွေပဲဒီကတိတော်တွေကခရစ်တော်ရဲ့အမှုတို့ကြောင့်ပြည့်စုံလာပြီဆိုတာကိုဝိညာဉ်တော်ကတတ်သိခံနေတာဆိုတော့အပြစ်တွေကိုတကယ်ခွင်းလွတ်ပြီးမေ့လိုက်ပြီဆိုရင်တော့အဲ့ဒါကြောင့်အပြစ်ဖေးကိုနောက်ထပ်ရပ်ပူဆိုစရာအကြောင်းလုံးဝမရှိတော့ဘူးလေငယ်ဆက်ရှစ်ကောင်းပြီဒါဆိုရင်ဒီပထမပိုင်းရဲ့ဒီကနှချောကတော့ခရစ်တော်ရဲ့ရက်စီပူဇော်ခြင်းဟာအရင်ရက်တည်းနဲ့လုံမမတူဘူးတခါတည်းနဲ့အပြစ်တတ်တယ် ထာဝရလုံလောက်တယ်။ဒါကြောင့်အပိဖြေဖို့နောက်ထပ်ရက်တွေမလိုတော့ဘူးဆိုတာပဲပေါ့။ဟုတ်ပါတယ်။အဓိကသတင်းစကားကအဲ့ဒါပဲ။ဒါဆိုရင်ဒီ unaware အမှန်တရားကယုံကြည်မှုတွေအတွက်လက်တွေ့မှာပါတဲ့အသေးပွေရှိလာတယ်လေ။အပိုင်းနှစ်ငယ်စကူကနေ39ကိုစကြည့်ကြအောင်။ ဟုတ်ကဲ့ဒီအပိုင်းကအဲ့ဒီပြီးပြည့်စုံတဲ့ရက်စီပူဇော်ခြင်းရဲ့လက်တွေ့အကျိုးဆက်တွေကိုဖော်ပြတာပါအခန်းငယ်19အနေနဲ့20မှာအခြေခံအခွင့်အရေးကြီးနှစ်ခုကိုပြောထားတယ်ပထမတစ်ခုကယေရှုရဲ့အသွေးတော်အဖြစ်တန်ရှင်းရဌာနတွေကိုရင်းရင်စွာဝင်ရောက်ခွင့်ရပြီဆိုတာပဲဟုတ်တယ်အရင်ကဆိုရက်စီပူတော်ရဲ့မင်းကြီးတောင်တစ်နှစ်တစ်ခါပဲအဲ့ဒါတောင်ကြောက်ရွံ့ခြင်းနဲ့ဝင်ရတာလေအခုကရဲရင်စွာတဲ့ ပြီးတော့ဒီဝင်ခွင်ကကိုခန္ဓာတော်တီဦးတို့ခန်းစည်းအဖြစ်ငါတို့အဖို့ဖြင့်ဆင့်တော်မူတော့အတန်ရှိရှင်တော်လန်သစ်ငယ်20ကနေရတာလို့ဆိုထားတယ်ဒီလန်တစ်ဆိုတာစိတ်ဝင်စားစရာပဲဒါကအရင်တမဟုံးလန်ဟောင်းနဲ့ကွဲပြားတာကိုပြတာပေါ့အသက်ရှင်နေဆိုတာဒါဟာအမဲတန်းအလုံးလုံးနေတယ်ခရစ်တော်ကိုယ်တိုင်ကအဲ့ဒီလန်ဖြစ်နေတဲ့တဘောပဲခန်းစီရဟိုယင်ဘီမန်တော်ထဲမှာအတန်ရှင်းဆုံးဌာနကိုကားထားတဲ့အရာလေဟွန်းဟုတ်တယ် ခရစ်တော်လဲဝါကတ်တိုင်းမှာအသေးခံတော့အဲ့ဒီခံစည်းဆွဲဖြဲခံရတယ်ဆိုတဲ့မှတ်တမ်းရှိတယ်လေအခုဒီမှာတော့ခရစ်တော်ရဲ့ကိုခန္ဓာကိုပဲအဲ့ဒီခံစည်းနဲ့ဖုံးခိုင်းပြီးသူ့ရဲ့အသေးခံခြင်းကဖျားသဖြင့်နံတိုက်ရိုက်သွားနိုင်တဲ့လမ်းကိုဖွင့်ပေးလိုက်ပြီလို့ဆိုလိုတာအော်နားလဲပြီဒုတိယအခွင့်အရေးကတော့ဒုတိယအခွင့်အရေးကတော့ဖျားသခင်ရဲ့အိမ်တော်ကိုအုပ်စိုးရဲ့ကြီးမြတ်သောယေဆက်ဘရောဟိမင်းငယ်27ရှိနေပြီဆိုတာပဲဆိုလိုတာကကျွန်တော်တို့မှာဂျာဝင်ဖြန့်ဖြစ်ပေးမဲ့သူနားလဲပေးမဲ့သူရှိနေပြီပေါ့အဲ့တော့ ဒီလိုအခွင့်အရေးကြီးကြီးရလာပြီဆိုတော့ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို အခန်းငယ်22နဲ့25မှာအဓိကတိုက်တွန်းချက်တောင်းခုနဲ့ပြောထားတယ်။ချင်းကကြကုန်အံ့ဆွဲကြိုက်ထားကြကုန်အံ့ဂရုစိတ်ကြကုန်အံ့ဆိုပြီးတော့ဟုတ်တယ်ပထမဆုံးကယုံကြည်ခြင်းနဲ့ချင်းကဖို့ငယ်20မိနစ်စစ်မှန်သောလှလုံးနှင့်၎င်းယုံကြည်ခြင်း၏အပြည့်စုံသောစိတ်ချမှုနှင့်၎င်းချင်းကကြကုန်အံ့လို့တိုက်ရိုက်တိုက်တွန်းထားလေဆိုတော့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ပေါ့အေးကိုယ့်ရဲ့မကောင်းတဲ့အပြစ်သည့်စိတ်တွေကိုခရစ်တော်ရဲ့အသွေးနဲ့ဖြန့်ပြန့်ပြီးတန်ရှင်းခံထားရပြီးကိုခန္ဓာကိုလည်းတန်ရှင်းတဲ့ရေနဲ့ဆေးကြောခံထားရပြီးဆိုတဲ့အသည့်နဲ့ယုံကြည်စိတ်ချစွာချင်းကပ်ရမယ်ဒါကအသွင်းရောအပြည့်မှာတန်ရှင်းချင်းခံထားတဲ့အခြေအနေကိုရည်ညွှန်းကဒုတိယတိုက်တွန်းချက်ကမျော်လင့်ခြင်းကိုဆွဲကင်ဖို့ငယ်နစ်စတုံဝင်းခံထားတော့မျော်လင့်ခြင်းကိုမရင်းမရိုင်းဆွဲကင်ထားကြကုန်အံ့တယ် ဘာကြောင့်ဒီလောက်ခိုင်ခိုင်မာမာဆွဲကြံရမှာလဲအကြောင်းရင်းကိုလည်းပေးထားတယ်လीအကြောင်းမူကားကတိထားတော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏ငယ်နှုတ်ဆက်တုံးတဲ့ကိုယ်ရဲ့ခံစားချက် အခြေအနေတွေပေါ်မူတည်တာမဟုတ်ပဲဂတိပေးတဲ့ဖရာသခင်ရဲ့တိကျစာရွှေချက်အကောမှာအခိုင်အမာယက်တီရမယ်ဆိုတဲ့သဘောပဲอืมဖရာရဲ့တိစာတရားအကြောင်းပေါ့ဟုတ်တယ်ဒီမျောလင်းချက်ကကေတင်ကြီးနဲ့သာရအသက်ရဲ့မျောလင်းချက်ကိုဆိုလိုတာမှာတတရတိုက်တွန်းချက်ကတော့မေတ္တာနဲ့ကောင်းမှုအထက် အချင်းချင်းကြီးဆိုင်ဖို့ငယ်ဆက်၄ဆန့်ကတကတူးချင်းထက်အဖွဲ့စည်းအတိုက်ဝင်းကိုပူဦးတည်ပြောနေတယ်လို့ပဲနော်ဟုတ်ပါတယ်မေတ္တာနိုင်၎င်းကောင်းတို့အချင်းတို့နိုင်၎င်းတိုက်တိုးနိုးဆော်မီအချောင်းအချင်းချင်းတို့ကိုဂယုစိုက်ကြကုန်ဝင်ငယ်ဆက်လေးဆိုပြီးအတိုင်းဝိုင်းရဲ့တာဝန်ကိုပြောထားတယ်ပြီးတော့အချို့လေလုံးလေးရှိသလိုအချင်းချင်းစီဝေးချင်းအမှုကိုမရှောင်လေးကြနဲ့ငယ်ဆက်ငါဆိုပြီးအတူတကွစူဝေးချင်းရဲ့အရေးပါမှုကိုအလေးပေးထားတာစူဝေးဟုတ်ပါကြောင့်ဒီလောက်အရေးကြီးရလဲဘာကြောင့်စူဝေးရမှာလဲဆိုတော့ အချင်းချင်းတိုက်တွန်းလို့စော်ကြကုန်ဝမ်းထိုးနေရဲ့နီကလာဒီကိုတင်းတို့ဒီမီယာဒီနဲ့အမြတာရဲ့စူးစားကြတော့လူဆိုထားတယ်ဆိုလိုတာကခရစ်တော်ပြင်ကြလာမယ်နေ့နီလာလီအချင်းချင်းအားပေးမှုတိုက်တွန်းမှုကပိုလိုအပ်လာလေပဲအတူတူရှိနေဖို့လိုတယ်လေဒါပေမဲ့ဒီလိုအားပေးတိုက်တွန်းမှုတွေရဲ့လဲမှာပဲကျော်တော်လေးပြင်းထန်တဲ့သတိပေးချက်တစ်ခုဝင်လာတယ်နော်ငွေ26စနစ်တမတရားကိုတီးပြီးမှတမင်တကာအပြစ်ဆက်လုပ်နေရင်အပြစ်အတွက်ပူဇော်စရာရေစမရှိတော့ဘူး ဆိုတာကကြောက်စရာကောင်းတဲ့စကားပဲ။အင်းဒီတတိပေးချက်ကဟေဘရီအိုရတာစာထဲကအပြင်းထန်ဆုံးတတိပေးချက်တွေထဲကတစ်ခုပါ။ဒါကမတော်တဆချွချော်မှုမျိုးကိုဆိုလိုတာထက်တမန်တော်ရဲ့အနှစ်သာရကိုသိရှိနားလည်ပြီးမှအထူးသဖြင့်ခရစ်တော်ရဲ့ရည်ပူးဆိုခြင်းရဲ့အရေးပဲကိုသိပြီးမှတိလန်နဲ့တမန်တော်ကကြောက်ခိုင်းပြီးအဖြစ်ထမ်းမှာဆက်ချော့လမ်းမှုဆုံးဖြတ်တာမျိုးကိုဆိုလိုနိုင်တယ်။အာဒါမှတက်တက်လို့တော့ဗော။ဟုတ်တယ်။အဲ့လိုလူမျိုးတွေကတော့ခရစ်တော်ရဲ့ရစ်ကိုပယ်လိုက်တာနဲ့အတူတူဖြစ်တော်လို့နောက်ထပ်အဖြစ်ဖြစ်စရာရစ်မရှိတော့ဘူး။ဟုတ်တယ်။ပြီးတော့ ကြောင်မဲ့ဖွဲ့သောတရားစီရင်ခြင်းကို၎င်းညင်းဆန်သောသူတို့ကိုဖျက်ဆီးလက်တန်းသောမိတောက်လောင်ခြင်းကို၎င်းစောင့်မျှော်စရာသာရှိ၏ငယ်နှစ်ဆက်ခွန်ဆိုပြီးအကျိုးဆက်ကို ဖော်ပြထားတယ်ဒါတော့ကြောက်ဖို့ကောင်းလေအင်းမောရှိပညာကိုဖောက်ဖျက်ရင်တောင်တည်တန်ရှိတယ်ဆိုရင်ဖျောက်ဖျင်ရဲ့သားတော်ကိုမထီမဲမြတ်လို့တာ ပတိငင်ခွေစေတဲ့အသွေးတော်ကိုတာမညတ်သဘောထားတာကျေးဇူးတော်ရဲ့ဝိညာဉ်တော်ကိုဆော့ကားတာက လောက်တောင်ပိုကြီးလဲတဲ့အဖြစ်တန်ခံထိုက်မလဲဆိုပြီးမေဟွန်းထုတ်ထားတယ်ငယ်၂၀၂၉ဟုတ်ပါပြီဒီလိုကင်းထန်တဲ့စကလုံးတွေ၃၀၀ချင်းရဲ့အကြုံရင်းကပေါ်ပေါ်ဆဆသဘောထားလို့မရဘူးဆိုတော့ကိုပြချင်လို့ပဲခရစ်တော်ရဲ့ရပ်ပူစောချင်းကဘလောက်တန်ဘူးကြီးမားတယ်ဒါကြောင့်ဒါကိုတမင်တကပယ်လန်ချင်းရဲ့ အကျိုးဆက်ကလည်းဘလောက်ကြောက်မှတ်ဖွယ်ကောင်းလေဆိုတော့ကိုမီးမောင်းထုတ်ပြတာဒါကနောက်ပိုင်းမှာလာမဲ့အစွဲရှိဖို့တိုင်တွန်းချက်နဲ့လည်းဆက်ဆက်နေလဲလို့ဆိုလိုတာလားဟုတ်တယ်ဒီလိုဖြစ်နိုင်ခြင်းရှိလေဆိုတဲ့အတိတ်ကယုံကြည်သူတွေကိုတတိရှိဖို့နှိုးချဖို့နှိုးဆော်နေတာပဲဟုတ်ပါပြီအဲ့ဒီပြင်းထန်တဲ့တတိပေးချက်နောက်မှာတော့အားပေးမှုနဲ့ဇွဲလွန်းလာအသက်တိုက်တွန်းချက်ဘက်ကိုပြန်လှည့်လာတဲ့ငယ်30နဲ့36ဒီစားကမူလလက်ခံရရှိခဲ့တဲ့ယုံကြည်သူတွေ အတိတ်မှာကြုံခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကိုပြန်အမတ်ရခိုင်းတယ်။ရှေးကာလကိုအောက်မိကြလောတဲ့ငယ်သုံးစနစ်ဟုတ်တယ်သူတို့ကြုံခဲ့ရတာတွေကမနှဲဘူးလေလူအများရှိမှကဲရဲခံရတာညင်စဲခံရတာငယ်33အလားတူဒုက္ခခံရသူတွေနဲ့အဖော်ပေါင်းဖိခဲ့ရတာ ထောင်ထဲမှာရှိတဲ့သူတွေကိုတနာစာနာခဲ့တာငယ်34လေးဒီပါတယ်ဒီညမှာအယန်းစစ်အားသက်စရာအချက်တစ်ခုကဘာများလဲတင်းတို့ဒီကိုဥစ္စာများကိုအလူရက်ခံရတော့ခါ၌ဝိုင်းမြောက်တော့စိတ်နဲ့ထီးခံကြ၏အကြောင်းမူကားကောင်းကင်ဘုံ၌တာအိမြက်တော့အမဲတီတော့ဥစ္စာရှိသည့်ကိုကိုယ်တိုင်သိကြ၏ငယ်37ဆိုတဲ့အချက်ပဲဒါတကယ်အံ့ဩဖို့ကောင်းတယ် ကိုယ်ပိုင်ဆိုင်မှုတွေဆုံးရှုံးတာကိုဝမ်းမြစွာခံနိုင်နေတယ်။ဘာကြောင့်လဲဆိုတော့ဒီလောကကယာယီဥစ္စာတွေထက်ပိုကောင်းတယ်။သာဝရတည်မြဲတဲ့ဥစ္စာကိုကောင်းကင်မှာပိုင်ဆိုင်ထားတယ်ဆိုတာသူတို့သိလို့ပဲ။อืมအဲ့လိုအတိတ်ကခံနိုင်ရရှိခဲ့တာကိုဖြန့်တရိယာပြီးအခုလဲတင်တို့ဤရေရင်သောစိတ်ကိုမစွန့်ပြကြနဲ့။ထိုတို့သောစိတ်သည်ကြီးစွာသောဂျိုးနှင့်ဆက်ဆိုင်လက်ရှိ၏။ငယ်35လို့အားပေးတာတယ်။ ပြီးတော့ဘာကြောင့်ဇွဲရှိဖို့တိခံဖို့လိုအပ်တယ်လဲဆိုတဲ့အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းပြောထားတယ်။အကြောင်းမူကဖရာသခင်ကြီးအလိုတော်ကိုဆောင်ပြီးမှခတိတော်ကိုခံရမည်အကြောင်းတိခံမြင်အလိုရှိကြ၏ငယ်36အာကရီတော်ခံစားရဖို့တိခံခြင်းလိုတယ်ပို့ ဟုတ်တယ်ခရီးတော်တွေကိုလက်တွေ့ခံစားရဖို့အတွက်လမ်းခုလက်မှာလက်ရှင်လိုက်လို့မရဘူးအဆုံးထိတီးခံဖို့လိုတယ်ဆိုတာကိုအလင်းနဲ့ပြောနေတာအခန်းရဲ့လောက်ဆုံးအပိုင်ငယ်39-39ကတော့ယုံကြည်ခြင်းအပြင်အသက်ရှင်ခြင်းကိုအဓိကထားပြောထားတယ်ဟဘာကုအနာဂတိကျမ်းကအထင်ကရစကားကိုပြန်ကိုကားထားတယ်ဖြောင့်မတ်တော်သူသည်ယုံကြည်ခြင်းအပြင်အသက်ရှင်လင့်ပြီးဟုကျမ်းစာလာသည်နှင့်အညီငယ်38ဟုတ်ပါရဲ့ ဒါကခရီးယန်အသက်တာရဲ့အခြေခံမှုပဲဒါပေမဲ့သူ့နောက်မှာတတိပိတ်ချက်တစ်ခုထပ်ပါလာတယ်သို့တော်လေအချင်းသူဒီနောက်တော့ဆုံးလျင်ငါ့ရှိဝိညာဉ်ဒီထို့သူကိုနစ်သက်အားရခြင်းမရှိရငယ်38တဲ့နောက်ဆုံးတာကိုဖျားတခင်မကြိုက်ဘူးပေါ့အင်းဒီနောက်တော့ဆုံးချင်းကအစောပိုင်းကပြောခဲ့တဲ့တတိပိတ်ချက်နဲ့ဆက်ဆက်နေလေဒါပေမဲ့အခန်းရဲ့အဆုံးသက်ကအားပေးမှုနဲ့ညီကုန်းချူထားတာအရန်ကောင်းနေဟုတ်တယ် အခန်းငယ်39မှာငါတို့မူကပျက်စီးခြင်းသို့ရောက်စေခြင်းကနောက်သို့ဆုံးသို့မဟုတ်စိတ်ဝိညာဉ်ကိုကယ်တင်ခြင်းသို့ရောက်စေခြင်းကယုံကြည်သောသူဖြစ်ကြ၏။ဆိုပြီးအဖြူသဘောနဲ့အဆုံးသတ်ထားတယ်။ဆောရော့ဒီစာကိုလက်ခံရရှိသူတွေပြီးတော့ဒီနေ့ခေတ်ယုံကြည်သူတွေအထက်ပေါ့လေ။သူတို့ဟာနောက်ဆုံးမဲ့သူတွေမဟုတ်အဆုံးထိယုံကြည်ခြင်းနဲ့ကယ်တင်ခြင်းကိုရရှိမဲ့သူတွေဖြစ်တဲ့ဆိုတဲ့အပေးမှု အတီးပြုတ်မှုမျိုးနဲ့ပိတ်ထားတာ။ဟွန်း သားအရေးကြီးပါတယ်။ကြီးသူတွေကိုခရစ်တော်ရဲ့အမှုတော်ရဲ့ကြီးမြတ်မှုရရှိထားတဲ့အခွင့်အရေးတွေရဲ့တန်ဖိုးပြီးတော့အဆုံးထိဆွဲရှိဖို့လိုအပ်ချက်တွေကိုတတိပေးပြီးခွန်အားပေးဖို့ဖြစ်ပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ဟေဘရဲစာတစ်ခုလုံးကိုခြုံငုံကြည့်ပြီးအဓိကမှတ်သားစရာအချက်တွေကိုပြန်ကောက်နှုတ်ရရင်ဘာတွေဖြစ်မလဲခင်ဗျာ။အမ်အဓိကအချက်ကြီးနှုတ်ခုလို့မြင်ပါတယ်။ ပထမအချက်ကခရစ်တော်ရဲ့ရက်စီပူဇော်ခြင်းရဲ့အပိသက်ဆုံးလင်းမှုပဲဒါကတကြိမ်တည်းနဲ့ tower အတော့လုံလောက်တယ်အပြစ်တွေကိုအမှန်တကယ်ရှေးကြောတန့်စင်ပေးတယ်တောကြောင့်နောက်ထပ်အပြစ်ဖြေထုတ်ရက်စီပူဇော်ခြင်းလုံးဝမလိုအပ်တော့ဘူးဟုတ်ကဲ့ဒီအချက်ကယုံကြည်သူတွေရဲ့ဖျားသခင်နဲ့ဆက်ဆံရေးကိုအခြေခံကြကြပြောင်းလဲစေခဲ့တာပေါ့ဒုတိယအဓိကအချက်ကဘာဖြစ်မလဲဒုတိယအချက်ကအဲ့ဒီဆုံရင်နဲ့ရက်ပူဇော်ခြင်းကြောင့်ရက်လာတဲ့လက်တွေ့အကျိုးဆက်နဲ့တာဝန်နေပါ အဓိကကတော့ဖျားသခင်ထံရေးရင်စွာချင်ကတ်ခွင် ကတိတော်ဒီအပေါ်မှာမယိမ့်မယိုင်ယက်တီတဲ့မျော်လင့်ခြင်းပြီးတော့အချင်းချင်းမေတ္တာနဲ့အားပေးပြီးကောင်းမှုဖြူဖို့အသက်အဝင်းထဲမှာ တက်ကြွစွာပါဝင်ခြင်းပဲဒီအခွင့်ရေးဒီနဲ့တောင်းဝင်ဒီကအမြဲတွန်တွဲနေတယ်ပြီးတော့ဇဲလုံလာတီခန့်ချင်းရဲ့အရေးပါမှုကလည်းဒီရခမ်းမှာအစကနေအဆုံးထပ်တလဲလဲပေါ်လွင်နေတဲ့အချက်ပဲနော် အမှန်ပဲစံတမှုတွေဆင်းရဲဒုက္ခတွေကြုံတဲ့အခါနောက်မဆုတ်ပဲယုံကြည်ခြင်းနဲ့ဆက်လျှောက်ဖို့တိခန့်ခြင်းကကတိတော်တွေကိုအပြည့်အဝခံစားရဖို့မရှိမဖြစ် လိုအပ်တယ်ဆိုတာကို အထုလေးပေးထားတယ်။ဒါဆိုရင်ဒီလေ့လာခဲ့တဲ့အချက်တွေကဒီနေ့ခေတ်ယုံကြည်သူတွေရဲ့လက်တွေ့အသက်တာအတွက်ဘလို့ကျင့်တုံးနိုင်မလဲ။ပထမဆုံးကျွန်မမြင်တာကတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေဘာသာရေးစူးစမ်းမှုတွေအပေါ်မှာအာကိုပြီးဖျားတကင်စီချင်းကတ်တာမျိုးမဟုတ်ပဲ ခရစ်တော်ရဲ့ပြပြေစုံတဲ့အမှုတော်ကိုပဲအကျွမ်းမဲ့အားကိုးပြီးယုံကြည်စိတ်ချစွာရဲရင်စွာ ချင်းကပ်ဖို့ပဲဟုတ်ပါလေဒါကဝိဖြူကိုးွယ်ခြင်းရဲ့အခြေခံဖြစ်တဲ့နယ်နီနောက်တစ်ချက်ကတော့ကိုရထားတဲ့ကဲတင်ချင်းမျောလင်းချက်ကိုခိုင်ခိုင်မာမာစုပ်ကင်ထားဖို့ပဲဘဝရဲ့အတက်အကျတွေတန်တရော့တွေကဒီမျောလင်းချက်ကိုလာလုတ်ခတ်တဲ့အခါဂတိပေးတဲ့ဖះစခင်ရဲ့တစ္ဆာရှိခြင်းကို ပြန်အမရပြီးရက်တီဖို့လိုတယ်ဟုတ်ကဲ့ အခြေချင်းစုဝေးခြင်းကိုတံပေါ်ထားဖို့ဆိုတဲ့အချက်ကလည်းဒီနေ့ခေတ် online ကနေရရလို့လို့ရတဲ့ခေတ်မှာပိုပြီးတတိပြုစရာဖြစ်လာမလားဟုတ်တယ်ဒါကအရင်အရေးကြီးတဲ့ချက်ပါဝိညာဉ်ရေးရဖွဲ့စည်းအတိုင်ဝင်းရဲ့တံပေါ်ကိုရှော့မတွက်တင်ဘူးအတူတကွာစုဝေးခြင်းကတယောက်နဲ့တယောက်တိုက်တွန်းဖို့အားပေးဖို့မေတ္တာနဲ့ကောင်းမှုပြုဖို့လုံဆော့ပေးတယ်အထူးသဖြင့်ခက်ခဲတဲ့အချိန်ဒီမှာဒါမှမဟုတ်ဝิญဉေရရမှာအားနည်းလာတဲ့အခါအတိုင်ဝန်းရဲ့ပံ့ပိုးမှုကမရှိမဖြစ်လွယ်တယ် တယောက်တည်းယက်တီဖို့မဟုတ်ဘူးပေါ့ဟုတ်တယ်တယောက်တည်းတီးသန့်မယက်တီဖို့ဒီဇိုင်းလုပ်ထားတာမဟုတ်ဘူးလေနောက်ဆုံးနေနဲ့ယုံကြည်ခြင်းမှနောက်မဆုတ်ဖို့တရီပေးထားတာပေါ့အစမှာဘလော့ပေးကောင်းကဲကောင်းကဲအဆုံးထိတီးခံဖို့လိုအပ်တယ်ဖရဲကင်နာဇွဲရှိသူတွေကိုနစ်တက်တယ်ဒါကြောင့်ယုံကြည်ခြင်းနဲ့အသက်ဆက်ရှင်ဖို့နီးစဉ်ရွေးချယ်မှုတွေလုပ်ဖို့လိုအပ်တယ်မှန်ပါတယ်ဒါကတသက်တာပြီးရမယ့်မာရသွန်းပြိုင်ပွဲလိုပဲအဆုံးရှိကိုရောက်ဖို့ဇွဲနဲ့ပြေးဖို့လိုလေဟုတ်ကဲ့ အချိန်ကလည်းတော်တော်လေးပြည့်လာပါပြီအတူချိုးကြရင် ဟေဘရဲဩဝါဒစာ အခန်းကြီး၁၀ကယေရှုရဲ့ယက်ပုဆိုခြင်းရဲ့အပိသက်ဆွမ်းဆောင်ရင်နဲ့ကြီးမြတ်မှုကို အခိုင်အမာကျင်ရတယ်ပြီးတော့အဲ့ဒီအမှန်တရားပေါ်မှာအခြေခံပြီးယုံကြည်သူတွေကိုယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းမေတ္တာနဲ့ဇွေးလုံးလို့ရှိစွာအသက်ရှင်ဖို့ပြည့်ပြည့်တသားတိုက်တွန်းထားတဲ့အခန်းဖြစ်ပါတယ် ဒီဆွေးနွေးမှုကိုအဆုံးမသတ်ခင်စဉ်စားစီရအထွေတစ်ခုထားခဲ့ခြင်းပါတယ်ဒီအခန်းကတစ်ဖက်မှာခရစ်တော်ရဲ့အမှုတော်ကလုံးဝပြီးပြည့်စုံသွားပြီဆိုတော့ကိုအလေးပေးသလိုနောက်တစ်ဖက်မှာယုံကြည်သူတွေဘက်ကဆက်လက်ကြိုးစားရမယ်ဆွဲတိခန့်ခြင်းအတိုက်အဝန်မှာပါဝင်ခြင်းရဲ့လွားချက်ကိုလည်းအလေးပေးထားတယ်อืมပြီးသွားတာနဲ့ဆက်လို့ရမှာနဲ့အေး ပြီးမြောက်သွားတဲ့အမှုတော်ရဲ့အကျိုးကျေးဇူးတွေကိုမိခိုးရင်းနဲ့တစ်ချိန်တည်းမှာပဲအတိုင်အဝန်းအတွဲမှာတက်ကြွပြီးဇွေးရှိတဲ့ယုံကြည်ခြင်းနဲ့ဘလို့လက်တွေ့အသက်ရှင်မလဲဆိုတာကကျွန်တော်တို့အတွက်အဓိကစဉ်းစားစရာလက်တွေ့ကျင့်သုံးစရာစိန်ခေါ်မှုဖြစ်နေမလားဟုတ်ကဲ့အထူးသဖြင့်အခန်းငယ်20မှာမှသတိပေးထားသလိုထိုနေ့ရက်နီးကပ်လာတာနဲ့အမြဒီအချက်ကပိုပြီးအရေးကြီးဖြစ်လာလင် မလားဆိုတာဆက်လက်စဉ်းကျင်ဖို့ပါ